ဟဲ့ပါလဲဆိုတော့တေချာတာတခုကကျွန်တော်တို့လက်ရှိတော်လိုင်းကြီးကအဲရေဒုံနဲ့တော့ကျွန်တော်တို့မပြီးတော့ရေဒုံနဲ့တော့မပြီးဘူးကျွန်တော်တို့ကာလာလက်သို့မဟုတ်ကာလာရှီတခုကတော့ကျွန်တော်တို့တောက်ကူသွားရတော့မှာပေါ့အဲ့တော့အဲအခုလိုမျိုးအဲတရုတ်ရဲ့ဖီအားနဲ့ဆိုရင်အဲဒီတက်တော်များနဲ့ကွန်စစင်တွေလုံနေစဉ်အတော်အတွင်းမှာဆိုရင်တော့တရုတ်ရဲ့ဖီအားအလောက်ထိမရှိတဲ့အတွက်ကြောင့်မလို့အဲ့နုံထားတိုင်းသွားမယ်ဆိုလို့ရှိရင်အဲ ကျွန်တော်တို့ကပို့ပြီးမြင်နိုင်တယ်ပေါ့နော်ပို့ပြီးမြင်နိုင်တယ်အခုတော့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ကအာတရုတ်ရဲ့ China factor ကအရင်ကြီးနေတယ်ပေါ့ China factor အရင်ကြီးလာတယ်နောက်ပြီးတဲ့အခါမှာစက္ကဆရဲ့နိုင်ငံရေးဖိအားဖြစ်တဲ့အဲရွေးကောက်ပွဲဖိအားဝင်လာတယ်ပေါ့အဲ့တော့ပဂရိမြေပြင်နေထိုင်ရကျွန်တော်တို့ကပြောမယ်ခုလိုမျိုးအဲစက္ကဆရဲ့ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ကျွန်တော်ဒီထက်ပိုပြီးပြင်းထန်တဲ့အဲနိုင်ငံရေးဖိအား စည်ရေးဖိအားတွေကျွန်တော်ကြုံလာရနိုင်တယ်။အဲ့ဒါကတော့ကျွန်တော်တို့ဟိုပဂရိတရားပေါ့ပဂရိတရားကျွန်တော်စိတ်တကြဖို့တော့မဟုတ်ဘူးစိတ်ညစ်သွားဖို့တော့မဟုတ်ဘူးကျွန်တော်ဒီထက်ပိုပြီးစိုးတဲ့အခက်အခဲတွေတောင်ကျွန်တော်တို့ကြော်ဖြတ်ခဲ့ပြီးပဲပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ရှေ့လာလာတန်းတော့တိတ်မကြတော့တဲ့အချိန်မှာကျွန်တော်တို့အာကြော်ဖြတ်ရနိုင်ကြီးရှိတဲ့အဲတောင်းတတာပေါ့အဲ့တော့အာ China factor ကျွန်တော်တို့အရင်ကြီးတယ်စကားစာရွေးကောက်ပွဲဖြစ်အောင်လုပ်မယ် အဲတော့ရွေးကောက်ပွဲအဲဖြစ်ချင်းမဖြစ်ချင်းအောင်မြင်ချင်းမအောင်မြင်ချင်းဆိုတဲ့ကောအဓိကကတော့သူကဟိုမြေကမတက်ပဲလေနော်အဲရွေးကောက်ပွဲလုပ်လိုက်တယ်ပြီးတော့ရင်တော့သူကတရားဝင်မှုရအောင်နေပြည်တော်လိုတမျိုးတည်းရွေးကောက်ပွဲလုပ်ခွင့်ရတယ်ဆိုရင်တော့ရွေးကောက်ပွဲလုပ်ပြီးသမရဖြစ်လုံးမှာပဲအဲ့တော့အဲရွေးကောက်ပွဲကတော့ဘယ်လိုလဲအဲအထမြောက်သွားမယ်အဲဖြစ်သွားမယ်ရွေးကောက်ပွဲပြီးသွားတဲ့အခါကျလို့ရှိရင်လည်းအဲစကားဆာရဲ့တရားဝင်မှုသူဇွတ်လုလာမယ် နောက်ပြီးအချို့သောနိုင်ငံတွေကပါကျွန်တော်တို့အပေါ်မှာအာမြန်မာနိုင်ငံပေါ်မှာချင်ကတ်တဲ့အခါမှာစဉ်းစားတဲ့အထိုင်ကြီးအဲပြောင်းကောင်းပြောင်းလဲသွားနိုင်တယ်ပေါ့နော်အဲ့တော့အာဒီညာနဲ့ပတ်သက်ပြီးလဲကျွန်တော်ဟိုရက်ကကျွန်တော်စာလေးတစ်ပုဒ်ကျွန်တော်ဟိုရေးဖြစ်တယ်ပေါ့နော်စစ်ရေးသဘောတရားအရနိုင်ငံကြီးသဘောတရားအရကျွန်တော်တို့တချို့သောနေမြေတွေပြန်ပေးလိုက်ရတာသူမဟုတ်လက်လွတ်လိုက်ရတဲ့ကိစ္စတွေကိုကျွန်တော်အရင်ကြီး ကျွန်တော်မစိုးရိမ်ဘူးပေါ့နော်မစိုးရိမ်ဘူးဆိုတော့ကျွန်တော်အဲ့ data မှာရှိတဲ့ပြည်သူလူထုကိုမစာနာလို့မညာတာလို့မဟုတ်ဘူးနော်မဟုတ်ဘူးစိတ်ရဲ့သဘောတရားအရာတော့ကျွန်တော်တို့ဒီတနိုင်ငံလုံးကိုကျွန်တော်တို့မသိနိုင်မချင်းတာတော့ဒီလိုမျိုးပဲကျွန်တော်ဒီဆုတ်လိုက်တက်လိုက်ဆိုတဲ့အခြေအနေမျိုးတွေတော့အဲတကူခွေမှာကျွန်တော်တို့ကြုံကောင်းကြုံရနိုင်တယ်ပေါ့အဲ့တော့တောက်လျှောက်ကိုကျွန်တော်တို့ထိမ့်သိမ်းထားနိုင်တယ်ကျွန်တော်တို့ရဲ့အမာခံနေမြေဖြစ်ကိုကျွန်တော်ကခုခံထားနိုင်တယ်ဆိုရင်ဒါအကောင်းဆုံးပေါ့နော်အကောင်းဆုံးပေါ့ တို့ပေတီကျွန်တော်တို့ကတစ်ဖက်ကရန်သူကတိုင်းပြည်ရဲ့ resource တွေအကုန်လုံးကိုထုတ်ယူသုံးစွဲပြီးအဲလူအင်အားလဲအဲဒါသူအတင်းအဓမ္မလူသစ်စုဆောင်မှုသူဖြည့်ထားတယ်တိုင်းပြည်ရဲ့ resource တွေကိုလည်းသူအကုန်လုံးထုတ်ယူသုံးစွဲနေတယ်အဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကတော့ဒါ resource ကအရင် limited ဖြစ်တယ်လေနော်အဲ့တော့ဒီလို limited ဖြစ်တဲ့မျိုးမှာကျွန်တော်တို့ကအာကျွန်တော်တို့ရဲ့ပိုက်ဖြတ်မှုတွေစိတ်ဓာတ်တွေနဲ့ပဲကျွန်တော်တို့ကကြော်ဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟိုတကယ်စီးရအရင်ပြင်းထန်လာတဲ့အခါမှာတချို့တော့ကျွန်တော်တို့နေမီတွေခဏတာပြန်ပြီးလွတ်လွတ်လပ်ရတာသို့မဟုတ်စစ်တဘောတရားရကျွန်တော်တို့ခွာရတာမျိုးတွေရှိကောင်းရှိမယ်ပေါ့ဒါပေမဲ့အဲ့ဒါကကျွန်တော်အရင်ကြီးမစိုးရိမ်ဘူးကျွန်တော်တို့စိုးရိမ်နေကိစ္စတော့ပါလေဆိုတော့နေမီဆုံးရှုံးလိုက်ရပြီမယ်လို့အဲ့ဒေတာမှရှိနေတဲ့ပြည်သူလူထုရဲ့အသေးနှလုံးကျွန်တော်တို့မဆုံးရှုံးမှုလိုအပ်တယ်ဒါအရေးကြီးဆုံးပဲရန်သူနေမြေမှာရန်သူအုပ်ချုပ်မှုကိုခံယူနေပြီး သူတို့ရဲ့စိတ်ဆန္ဒနဲ့လို့ဟိုတဝင်ယုံကြည်မှုကကိုတော်နိုင်ရေးအင်အားစုတွေဘက်မှာတဝင်ယုံကြည်တယ်ဆိုရင်ဒါကျွန်တော်တို့မရှုံဘူး။နေမြေအရာတော့ကျွန်တော်တို့ရှုံကောင်းရှုံနိုင်မယ်။ဒါပေမဲ့ကြည်သူလူတို့ရဲ့အသေးနှလုံးကကျွန်တော်တို့ဘက်မှာဆက်ရှိနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေမြေရှုံရပါမယ်လို့ကျွန်တော်တို့စစ်မရှုံဘူးလို့ဟိုကျွန်တော်ကတော့မြင်နေပေါ့နော်။အဲ့တော့အဲ့လိုမျိုးအဲဒီလိုမျိုး stamina ကောင်းကောင်းဖြစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်တို့ချင့်ကပ်တဲ့နေရာမှာနှစ်ခုရှိတယ်လို့မှတ်လို့မရဘူး။နံပါတ်1ကတော့ပါလဲဆိုတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကအာမပလွာဖို့လို့တယ်ပေါ့။ကျွန်တော်ပြည်သူလူထုမကြိုက်တဲ့အလုပ်တွေပြည်သူလူထုဟိုလက်မခံတဲ့အလုပ်တွေကျွန်တော်တို့တော်လိုင်းအင်အားစုတွေကမလုပ်ဖို့လို့ရတယ်။အဲဓမ္မပဲအဲပြည်သူလူထုအနေနဲ့ဒါဟောတော်လိုင်းအင်အားစုတွေနဲ့စက္ကစနဲ့တော့ကြွာချားတယ်ဆိုတော့ခန်းစားချက်မျိုးပြည်သူလူထုက ိုရမှာပေါ့နော်အာပြည်သူလူထုရဲ့စိတ်ထဲမှာလက်နက်ကင်ထားခြင်းအတူတူပဲကွာ PDF လည်းအတူတူပဲစက္ကဆလည်းအတူတူပဲလို့ငင်လာပြီဆိုရင်တော့ကျွန်တော်တို့နေမြေတွေဘလောက်ပဲရရကျွန်တော်တို့အာနိုင်ငံရေးအရာရောစီးရေးအရာရောကျွန်တော်တို့အရှုံးကြီးရှုံးနေလို့ကျွန်တော်မြင်နေပေါ့အဲ့တော့ဒါတကန်နောက်နောက်တကန်နောက်အနေနဲ့တော့ဗာလဲဆိုတော့ပြည်သူလူထု stamina ကောင်းမှုလို့ကျွန်တော်တို့တကယ်ခက်ခဲပြန်ပန်းလာတဲ့အခါမှာပြည်သူလူထုကတော်လိုင်းရေးကို ဟိုညချိမပြတ်ဖို့တော်လန်ရေးကိုဆက်လက်အားပေးဖို့ဟိုလိုတယ်လို့ဟိုကျွန်တော်တို့မြင်နေပေါ့နော်အဲ့တော့အာပြည်သူလူထုဒီလိုပါဝင်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်မြင်တာကတော့ဒီတော်လန်ရေးကာလအတွက်ဒီမှာကျွန်တော်တို့မဖြစ်မနေပညာရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံရမယ်လို့ကျွန်တော်တို့မြင်နေအဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအခုတော်လန်ရေးဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ပြည်သူလူထုမှာအာပညာတင်ကြားခွင့်အခွင့်အလမ်းတွေက အတိုင်းအတာတစ်ခုတကျကျွန်တော်တို့ဆုံရှုံသွားတယ်ဆုံရှုံသွားတယ်အဲ့တော့ဒီကျွန်တော်တို့တော်လိုင်းရေးကာလာဒီကာလာဒိုလည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်ကာလာရှည်လည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့ကာလာဒိုကာလာရှည်ကာလာလက်ပေါ့နော်ကာလာလက်လည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်ကာလာရှည်လည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့ဒီကာလာလက်မှာရောကာလာရှည်မှာရောကျွန်တော်တို့အသက်ဆက်နိုင်ဖို့ကျွန်တော်တို့တော်လိုင်းရေးဆက်လက်ခုံမောင်းနိုင်ဖို့ဆိုကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေဘက်မှာပညာတတ်တွေအများကြီးရှိဖို့လိုတယ်အခုတော့ ကျွန်တော်တို့ပညာဓာတ်တွေမရှိတာမဟုတ်ဘူးရှိဒါပေမဲ့လို့ဒီပညာဓာတ်တွေဆိုတဲ့အမျိုးကလည်းကျွန်တော်တို့မသိမျိုးတယောက်မှမပါဘူးပြီနော်မသိမျိုးတယောက်မှမပါဘူးတချင်ချင်းမှာကျွန်တော်တို့ဒါဆုံရှုံရနိုင်ကြည်ရှိတယ်ကျွေးလွန်းသွားနိုင်ကြည်ရှိအဲ့တော့ဒီပညာရှင်တွေနေရာမှာပညာဓာတ်တွေနေရာမှာနောက်ထပ်မျိုးဆက်တွေနဲ့နောက်ထပ်မျိုးဆက်ပညာရှင်တွေပညာဓာတ်တွေနဲ့ကျွန်တော်တို့အစားထိုးနိုင်ပါကျွန်တော်တို့ရဲ့တော်လိုင်းကြီးခင်ကြီးကအာတောက်လျှောက်တပူကြတပူတက်ဆက်နေတယ်တော်လို့ရမယ်လို့ ကျွန်တော်ကတော့မြင်နေပေါ့နော်မြင်နေအဲကျွန်တော်တို့ရှိရှိကအီယောဂျီတွေပေါ့နော်ဥမာ KIA တို့အာ KNU တို့ဆိုလို့ရှိရင်တို့တသက်လုံးတို့ပေါ်လင်ကြီးလောက်လာကြတယ်ဒါပေမဲ့တို့တို့ဒီတို့ရဲ့လူငယ်တွေကိုပညာသင်ကြားရေးအတွက်တောက်လျှောက်တို့အခွင့်အရေးနေပေးခဲ့တယ်ဥမာ KIA အဲလူငယ်တွေတို့မ KIA မိသားစုကနေပြီးတော့မှမွေးဖွားလာခဲ့တဲ့ပတ်သမီးတွေ KNU နဲ့အဲပတ်သက်တဲ့ ဒါမိသားစုတွေအနေနဲ့မျိုးပါလာတဲ့တာသမီတွေပဲဖြစ်ဖြစ်သို့မဟုတ်သူတို့လွတ်မြောက်နေမြန်မာရှိတဲ့ပြည်သူလူထုပဲဖြစ်ဖြစ်အဲဒါနိုင်ငံသားတွေထွက်ကြတယ်ပညာတွေတင်ကြတယ်ပညာတွေတင်ပြီးသွားလို့ရှိရင်သူတို့တွေဒီနိုင်ငံသားမှဆက်မနေဘူးဒီပြည်တွင်းပြန်လာတယ်သူတို့ရဲ့လူမျိုးသူတို့ရဲ့အဖွဲ့အစည်းတွေအတွက်ကိုပြန်ပြီးအဲပုံညီကြတယ်အလုပ်ပြီးပြုကြတယ်အဲ့တော့ကျွန်တော်တို့ဒီလေဒီအားမျိုးကိုစဉ်းစားဖို့အချိန်တန်ပြီလို့ကျွန်တော်ကတော့မြင်တယ် အဲ့တော့ဒီလိုမျိုးအခုဟိုတော်လန်ရေးကာလမှာကျွန်တော်တို့ရန်သူကိုလည်းတော်လန်တယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့ကကိုကိုကိုတိဆောက်ကြအဲ့တော့ကိုကိုကိုတိဆောက်တယ်ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးဆိုတဲ့ society တစ်ခုလို့ပေါ့တော်လန်ရေးထဲမှာပေါင်းနေလူမှုဘဝတွေအကုန်လုံးအတွင်းရနေပြီးကျွန်တော်တို့ကပညာရေးကိုဝိုင်းပြီးအားပေးကြဖို့လိုတယ်အဲ့တော့ if အကယ်လို့များကျွန်တော်တို့အဲမင်းပြန်တပတ်ခါ ကျွန်တော်တို့တော်လန်ရေးအောင်သွားပါပြီဆိုရင်တောင်းတိုင်းပြည်ပြန်လဲထူထောင်ဖို့ရအတွက်တည်မှန်တဲ့အဲပညာတတ်လူငယ်တွေကျွန်တော်တို့အများကြီးလိုတယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်ပြန်လဲထူထောင်တဲ့အချိန်မှာတည်မမှန်ဘူးအာမဆရာဝန်ဆိုလဲနန်စီဒီယန်အနေရှိမယ်။ပညာရေးမှာဆိုလဲနန်စီဒီယန်အနေရှိမယ်။တခြားတစ်ခုကကျွန်တော်တို့ဒီချက်ချင်းတော့ဒီရဲ့တည်မမှန်တဲ့လူတွေကိုကျွန်တော်တို့ပြန်သုံးလို့မရဘူး။အဲ့တော့တိုင်းပြည်ပြန်လဲထူထောင်ဖို့အတွက်လဲအရင်အရေးကြီးနေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့ဒီပညာရှင်ပညာတတ်တွေခါးဆက်ပြတ်သွားလို့မရဘူးပေါ့ဒါကအကယ်လို့များမနှက်ပြန်တပတ်ခါကျွန်တော်တို့တော်လိုင်းကြီးအောင်ခဲ့သည်ရှိတော့ကျွန်တော်တို့တိုင်းပြည်ပြန်နေထူထောင်တဲ့နေရာမှာတတိမန်နဲ့ပညာတတ်တွေပညာရှင်တွေလိုအပ်တယ်ပေါ့နော်ဟုတ်ပြီအကယ်၍ဟုတ်ပြီမနှက်ပြန်တပတ်ခါတော့ကျွန်တော်တို့တော်လိုင်းကြီးမအောင်သေးဘူးကျွန်တော်တို့အတိုင်းတာတစ်ခုထိတော့ကျွန်တော်တို့တော်လိုင်းကြီးဆက်လုပ်ရအောင်မယ်ဆိုရင်လေဒီတော်လိုင်းကြီးထဲမှာပညာရှင်ပညာတတ်တွေခါးဆက်မပြတ်သွားဘူး အရင်အရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်တယ်။အဲ့တော့ကိုကတော့တစ်ဖက်မှာဆလနက်ပစ္စည်းတွေကျွန်တော်တို့လိုအပ်တယ်၊ drone တွေလိုအပ်တယ်၊ခဲယံတွေလိုအပ်တယ်၊စာနယ်ဇင်းခါတွေလိုအပ်တယ်။ဒါတွေရှိမှပဲကျွန်တော်တို့ရန်သူကိုစစ်တိုက်လို့ရမယ်။အဲကျွန်တော်ထင်တယ်အဲ့ဒါတွေကကျွန်တော်တို့ဒီစစ်ပွဲတပွဲဖြစ်လာရင်မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေ။ခဲယံလိုမယ်၊တနတ်လိုမယ်၊ drone လိုမယ်၊စာနယ်ဇင်းခါလိုမယ်။ဒါတွေကတိတ်ပြီးမထူဆန်းဘူးပေါ့။အဲ့တော့ အဲဒါတွေကကျွန်တော်တို့ပတ်စံရှိရင်ပတ်စံရှာနိုင်ရင်ကျွန်တော်တို့ဝယ်လို့ရမယ်နော်အဲဝယ်လို့ရမယ်ရှာလို့ရမယ်ဒါမဲ့အဲပညာရေးကဏ္ဍကတော့ဒီကျွန်တော်တို့ဒီရေရှည်ရင်းနှီးမြုပ်နိုင်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ခုလိုမျိုးအဲကိုခါရာတို့ကိုလင်းတို့မချသူတွေတို့မဖြူတို့အစရှိသဖြင့်ပေါ့ဒီလူတွေအဲကျွန်တော်တို့ဒါလက်ရှိအဲဒါနိုင်ငံသားရောက်သွားတယ်အဲဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့ကတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့မှ တက်နိုင်ဆုံးအကူညီပေးစေချင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ကူညီရမလဲဘာညာဆိုတာမျိုးတော့ကျွန်တော်တို့လည်းအရင်ကြီးဟို idea တော့လက်တော်တော့မရှိဘူးပေါ့နော်ဒါပေမဲ့တရားတော်တစ်ခုကတော့ကျွန်တော်တို့ဒီအရင်ကြီးမြုံနိုင်ရတော့မယ်ကျွန်တော်တို့လောက်ရတော့မယ်တော်လန်ရေးအလွန်ကအတွက်ရောလက်ရှိတော်လန်ရေးဂျာကာလာအတော်အတွက်မှာပညာရှင်ပညာတတ်တရေမှန်နဲ့ပေါ့တရေမှန်နဲ့ဟုတ်ကဲ့ဗီဇာမှန်နဲ့ပညာရှင်ပညာတတ်တွေကျွန်တော်တို့ခါဆက်မပြတ်သွားဘူး တော်လိုင်းရေးအလွန်ကာလမှာကျွန်တော်တို့ဒီသတိမှန်တဲ့လူတွေနဲ့တိုင်းပြည်ပြန်လဲထူထောင်ဖို့ရအတွက်ကျွန်တော်တို့အခုကလေးရင်ရင်းနှီးမြှုပ်နှံရတော့မယ်လို့ကျွန်တော်တို့မြင်နေပေါ့နော်အဲ့တော့ဒီ ያ တွေကျွန်တော်အာဆရာဦးစောဘေးစိုးရုံးနဲ့တွေ့တဲ့အခါမှာလည်းကျွန်တော်တို့ပြောပြကြပါတယ်ဆရာကြီးကျွန်တော်တို့တော့မဖြစ်မနေဒီ ያ တွေတော့ကျွန်တော်တို့လွတ်ကြရတော့မယ်အဲ့တော့ဆရာကြီးတို့လည်းတတ်နိုင်ကြတော့တို့တော့အားလုံးလုပ်နေကြတယ်ပေါ့နော်အဲ့တော့အခြေခံပညာဆိုလည်းအခြေခံပညာလည်းအစင်မြင့်ပညာဆိုလေအဲအစင်မြင့်ပညာအလျောက်ပေါ့အဲ့တော့ဒါတော့ကိုခါတို့ ဘာလို့တော့ဒါအခုလက်ရှိဒါဒီဘောက်လည်းရောက်သွားပြီဖြစ်တဲ့အခါကျတော့ဒီပညာရေးနဲ့ပတ်သက်လို့ရှိရင်ပို့ပြီးအဲကျွန်တော်တို့အတွင်းမှနေလူတွေရဲ့စာလို့ရှိရင်ပို့ပြီးလက်လန်းမိမယ်လို့ကျွန်တော်ကတော့မြင်ပြီပေါ့နော်လက်လန်းမိမယ်လို့မြင်ပြီကျွန်တော်တို့ကတော့နည်းနည်းဝေးသွားပြီပေါ့ကျွန်တော်တို့လက်ရှိရှင်သန်နေရနေထိုင်နေရတဲ့ပတ်ဝန်းကျင်ကလည်းအဲ PDF ဖြစ်သွားတဲ့အခါကျတော့အဲကိုယ့်ရဲ့ဆီယောင်ဝန် society တက်တောင်ပို့ပို့ပြီးကျွန်တော်ဆိုရင်ဝေးလာတာ ဲ့တော့ကျတော့ပညာရေးကဏ္ဍဆိုလို့ရှိရင်ပုံပြီးကျွန်တော်တို့ဝေသွားပြီပေါ့အဲ့တော့ကျတော့ဒီခုလိုမျိုးကျွန်တော်တို့အဲအပြင်မှာလုပ်နေတဲ့တော်လိုင်းကြီးကိုစက်ကူနေတဲ့လူတွေကိုကျွန်တော်တို့ကတော့ဒါလေးကိုအခုညီလေးတောင်းချက်နဲ့ပဲပြောပြောတိုက်တွန်းနဲ့ပဲပြောပြောအဲပညာရေးကဏ္ဍတော်လိုင်းကြီးအတွင်းမှာအာပညာဓာတ်လူဒန်းစားပညာရှင်လူဒန်းစားတွေခါဆက်မပြတ်သွားဖို့အာအလုံးတက်နိုင်တယ်လို့ဝိုင်းကူပေးကြဖို့ကျွန်တော်တို့တိုက်တွန်းချက်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်လေ ကျွန်တော်အဲ့အရာတွေပဲလုတ်ဖြစ်တယ်ပေါ့နော်အကိုကဟိုတိတ်မပြောပြတော့ကျွန်တော်တွေဟိုဟာအာဟိုဒီဒီဒီစကားအခုမှပဲပြောပြတယ်ပေါ့နော်အကိုနဲ့လည်းအခုမှပဲအပြင်မှာတွေ့နေစကားပြောပြတော့ကျွန်တော်တို့တွေအရာအဲ့ပညာရေးအပိုင်းကိုတော်တော်လေးအရေးကြီးရဲ့အရေးကြီးဆုံးဆိုတဲ့အရာကိုကျွန်တော်တို့လည်းဟိုတတိထားမိရဲ့အဲ့အကြောင်းလည်းကျွန်တော်အခုဆိုလဲပညာရေးရဲ့ကျမ်းမာရေးပေါ့နော်အဲ့တော့ပညာရေး အေးကောင်းမှုအတွက်ကျွန်တော်ကျမ်းမာရေးကောင်းမှလည်းပညာရေးကိုဒါစီးပူးလို့ရတယ်ပညာသင်ယူရမယ်ပေါ့နော်အဲ့တော့အပညာရေးနဲ့ကျမ်းမာရေးကဒါချိတ်ဆက်နေတာပေါ့နော်အဲ့တော့အခုဆိုရင်လည်း greeny ဘက်ကိုကျွန်တော်သွားရခြင်းမှာသူတို့ဆိုရင်တောက်ဆရာရေရအစအဝေးသွားခဲ့ရတယ်သွားခဲ့ရတဲ့အချိန်မှာအဲ့လိုမျိုးပဲ တနိုင်လောက်ကြီးလမ်းလျှောက်ပြီးတော့သွားတဲ့အချိန်မှာသူတို့အတွက်အချိန်ကြီးအပူကုန်တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ဒီ clean clean ရန်ကောင်ကနေပြီးတော့ဒီရေပါတယ်ဟာရေမြဝေတဲ့စနစ်တွေပေါ့နော်အာဒီရေအလူပေါ့နော်အာရေအလူကိုဟိုရက်ွက်ထဲတွေမှာသွားပြီးတော့ရေလူပေးတယ်အဲ့တော့ကလေးတွေကလည်းကိုစားရပါလေလို့ပို့အချိန်ပို့ရတာပေါ့ပြီးတော့အဲ့ပညာကြီးနဲ့ပတ်သက်ပြီးတော့လည်းအခုဟို cherry မြေတို့အာ social science and humanities ဆိုတဲ့ဒီ college ရှိရဲ့ ပြီးရင်ဟို medical uh greeny medical college လေးရှိရပေါ့နော်ကျွန်တော်အဲ့မှာတော့ဒေါက်တာမျိုးခန့်ကိုကိုရိုးနဲ့လေကျွန်တော်တွေ့ပြတဲ့စကားပြောပြတဲ့ဆိုတော့သူတို့အပိုင်းနေသူတို့လုံနေတာဆိုလေတော်တော်လေးကိုဟိုချီးကျူးစရာပေါ့နော်တကယ်ကိုခက်ခက်ခဲခဲရှိတဲ့နေရာမှာကိုပညာရေးကိုစူးစမ်းပြီးတော့သူလဲဒီအာကျွန်တော်တို့ကအခုရဲဘော်တွေလည်းရှိမှတိုက်နေတယ်တိုင်းရတယ်ဆိုရင်ကျွန်တော်တို့ချက်ချင်းကုဖို့လူတွေပေါ့နော်သူတို့ပြန်ပြီးတော့အသက်ဆက်ပေးမယ့်လူတွေအဲ့အသက်ဆက်ပေးမယ့်လူတွေကို ဒီဒေါက်တာမျိုးခန်းကိုကပြန်ပြီးတော့မွေးထုတ်ပေးနေရပါတော့။ဆိုတော့အဲ့လိုမျိုးကဏ္ဍတွေမှာဆိုလေတော်တော်လေးကိုအရေးကြီးတဲ့ကဏ္ဍတွေဖြစ်တယ်လေနော်။အဲ့တော့ဟိုအခုအချိန်ကာလမှာတွေးရလူတော်တော်များများဒီလူငယ်တွေကခက်ခက်ခက်ခဲရှင်သန်နေရတဲ့လူငယ်တွေဖြစ်တဲ့အတွက်ခ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 ဲကိုဟိုစူးစမ်းပြီးတော့ပညာသင်ကြားနေရတဲ့လူတွေဖြစ်တဲ့အတွက်သူတို့စိတ်တက်တရားလေးပို့ပြီးတော့ခိုင်မာလာလို့ကျွန်မြင်တယ်ပေါ့နော်။ဟိုအခုခုနပြောတဲ့တရေမှန်တာမမှန်ဘူးဆိုတာကျွန်တော်ရှင်းစိတ်တက်နဲ့ပူဆိုင်မယ်လို့ထင်ပါတယ်။ဆိုတော့တော်တော်များများကဒီနိုင်ငံရေး အာဒီလိုမျိုး အာဏာမသိခင်ဟိုနိုင်ငံခြားကိုရောက်သွားကြတယ်အဲ့လိုပခက်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 မကြုံခဲ့ရတဲ့အခြေအနေတွေရှိတယ်ဆိုတော့သူတို့တွေတချို့တချို့ဆိုရင် Stanford University တို့ Harvard တို့မှာကျောင်းတက်ခဲ့တယ်เนาะအဲ့လိုအရှင်းပညာတတ်တဲ့လူတွေရှိတယ်ဒါပေမဲ့စိတ်ဓာတ်မကောင်းတော့အခုပြောသတိမမှန်တော့ဒီစကားစားဘက်မှာအာဟိုစကားစားဘက်ကနေပြီးတော့သူတို့က lobby အနေနဲ့လုပ်နေတဲ့လူတွေရှိတယ်လုပ်နေကြတာ Yeah 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 ဆိုတော့ကျွန်တော်ပညာတက်တိုင်း ဟိုဟိုအကျင့်စာရိုက်တတ်မကောင်းဘူးပေါ့နော်ပညာတတ်တိုင်းမကောင်းမကောင်းသတိမမှန်တဲ့လူတွေအများကြီးရှိရပေါ့အဲ့တော့ကျွန်တော်တိုးနဲ့စကားပြောတဲ့အချိန်မှာအဲကျွန်တော်ပညာရေးနဲ့စိတ်ဓာတ်နဲ့ဆိုရင်ကျွန်တော်စိတ်ဓာတ်ကပို့ပြီးတော့အရေးကြီးတယ်စိတ်ဓာတ်ကောင်းမှ စိတ်ဓာတ်ဖြောင့်မတ်မှကျွန်တော်တွေကဟိုကိုပညာတက်လာတဲ့အချိန်ဘာပဲဖြစ်ဖြစ်ပေါ့နော်ပညာတက်တာပဲဖြစ်ဖြစ်ကိုပတ်စံရှိလာတဲ့အချိန်ပဲဖြစ်ဖြစ်ပိုကောင်းလာတဲ့အချိန်တွေတခုမှာစိတ်သက်ဖြောင့်မတ်မှာကျွန်တော်တို့ကဒီမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့မှန်ကန်တဲ့အလုပ်ရက်တွေကို မှန်ကန်တဲ့စကားတွေကိုပြောနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်အချိန်တိုင်းတာတစ်ခုရောက်သွားရင်တတိမမှန်ဘူးဆိုရင်အရင်အန်ဒီအများကြီးပညာပိုတက်လေးပို့ပြီးတော့အန်ဒီအများကြီးပဲဟိုယုံကြည်မှုပို့ပြီးတော့ဟိုတိဆောက်ယုံကြည်မှုပို့ရှိရဲ့လူကတတိမမှန်ဘူးဆိုရင်ဥမာခေါင်းဆောင်တယောက်ကတတိမမှန်ဘူးဆိုရင်ကျန်တဲ့လူတွေအကုန်ဒုက္ခရောက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတတိမမှန်တာမမှန်ဘူးဆိုတဲ့ဟာကိုလည်းကျွန်တော်တို့အားလုံး ဟိုဟိုနားလဲဖို့လိုတယ်ဘယ်ရာမမှန်ဘူးဘယ်ရာမှန်တယ်ဆိုအဲ့ဒါလေပညာနဲ့ပဲပြန်ပြီးတော့ဆုံးဖြတ်ရတာမျိုးပေါ့နော်ဆိုတော့အကုန်လုံးကချိတ်ဆက်နေကြတာတခုနဲ့တခုကအဲ့တော့ကျွန်တော်တို့ကျွန်တော်အဲ့ဒါကိုတော်တော်လေးအော်သတိထားမိတယ်ငါတို့ပညာရေးပညာရေးမကောင်းခဲ့လို့အတွေးခေါ်တွေအာတပြေးပြေးနဲ့ဆုပ်ယုပ်လာတယ်ပေါ့နော်ကိုတွေးခေါ်တွေတွေးခေါ်ပိုင်းမှာလည်းတပြေးပြေးနဲ့ဆုပ်ယုပ်လာတယ်တခြားလည်းမကောင်းမတွေးနိုင်တော့အမားမှန်မခွဲခြားနိုင်တော့တာပေါ့နော်အဲ့တော့ အာပညာရေးကိုပညာရေးကပညာရေးကိုအားအကောင်းကောင်းနဲ့ကျွန်တော်တွန်းရမယ်ဆိုတာသိတဲ့အချိန်မှာကျွန်တော်တောက်လျှောက်ပါတော့အခုဆိုရင်လည်းဒီ project အခုလုပ်တဲ့ project တွေဆိုပညာရေးကျန်းမာရေးရတဲ့ funding တွေအကုန်လုံးကျွန်တော်သွားတယ်အနောက်ပိုင်းကျဒီဘက်ကလူတွေလည်း encourage လုပ်ဖြစ်တယ်ပေါ့ဟိုဒီဘက်ကလူတွေအကုန်လုံးလည်းပညာရေးဘက်ကိုဟိုအကောင်းကောင်းနဲ့တွန်းပေးဖို့ပေါ့နော်ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ကဟိုခါလေကျရင်ဟို inclusively ကျွန်တော်တွေးနေခြင်းနဲ့ပေါ့ကျွန်တော်ဆိုရင်ကျွန်တော်ဘာလုပ်ပေးရမလဲဆိုတဲ့အမျိုးတွေးတာပေါ့အော်ကျွန်တော်ငါနိုင်ငံငါတိုင်းပြည်ငါလူမျိုးတွေ လူမျိုးရေးဆိုတော့ကျွန်မြန်မာနိုင်ငံသားရဲ့အကောင်လုံးကိုပြောတာပေါ့နော်။ဟိုသတိပုဂ္ဂလကိုပြောတာမဟုတ်ရှမ်းတစ်ခုလည်းပြောတာလည်းမဟုတ်ပရင်တစ်ခုလည်းပြောတာလည်းမဟုတ်ကရင်တစ်ခုလည်းပြောတာလည်းမဟုတ်အကောင်လုံးကိုပြောမြန်မာနိုင်ငံသားရဲ့အားလုံး inclusively ကျွန်တော်ပြောတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်တော့အဲ့လိုတွေးတယ်ကျွန်တော်ဘယ်လိုတွေးလဲကျွန်တော်ရဲ့ကျွန်တော်လောက်ရမယ်။ဒါကကျွန်တော်ရဲ့တောင်းဖြစ်တယ်။ကျွန်တော်ကနေပြီးတော့အချိန်ပုံမှလောက်ရမယ်ဟာမျိုးမဟုတ်ဘူး။သိရမလား။ကျွန်တော်လောက်ရမယ်ပြရ။သိရမလား။အဲ့လိုမျိုးကျွန်တော်ကအဲ့လိုမျိုးတွေးတာ။ အာဆိုတော့တခြားလူတွေကိုလည်းအဲ့လိုမျိုးပဲကျွန်တော်တွေးစီခြင်းနဲ့ပေါ့ဟိုဒါငါတို့လောက်ကမယ်ငါတို့ရဲ့တိုင်းပြည်ငါတို့ပြန်တည်ဆောက်ရမယ်ငါတို့ကသူများနိုင်ငံမှာလာပြီးတော့နေနေကြရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုလဲနေနေဘယ်နိုင်ငံမဲရောက်ကျွန်တော်မြန်မာနိုင်ငံသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့လုပ်တဲ့မြတ်အရာတွေကမြန်မာနိုင်ငံသားအတွက်တစ်ခုခုတစ်ခုခုကောင်းတာတစ်ခုခုတိုးတက်တာပြောင်းလဲတာမျိုးမလုပ်ပေးနိုင်ခဲ့ဘူးဆိုရင်အမှန်တမ်းပြောကျွန်တော်တို့ကဟိုဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲပညာတွေရှာဖွေခဲ့ရှာဖွေခဲ့အလကားပဲပေါ့ ဟိုဗလာနဲ့ ठी ပဲပေါ့နော်ဘာမှလည်းမပြောင်းလဲသွားဘူးကျွန်တော်နိုင်ငံရေးဒီတိုင်းပဲလူတဦးတယောက်ဒါပြောင်းလဲသွားမယ်သူကတိုးတက်သွားမယ်ချမ်းသာသွားမယ်ဒါပေမဲ့တကယ်ကျွန်တော်အတွေ့မရှိရချမ်းသာမှုတွေပေါ့နော်ဒိဗေမရှိရအဲ့လိုမျိုးကျွန်တော်တွေ့ရကိုကိုရကိုပိုင်အာအတွေ့လေးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်ဘာပဲဖြစ်ဖြစ်ဘေးနေထားပဲရရောဟိုပြောလိုက်တယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံသားပဲကျွန်တော်လုပ်တဲ့အရာတွေကလည်းမြန်မာနိုင်ငံ သားတွေအတွက်တခုခုအပြောင်းလဲတခုခုပေါ့ကျွန်တော်ဒီကျွန်တော်မြင်ကျွန်တော်ရဲ့ခံယူချက်ရှိပါတယ်အာဘယ်လိုကျွန်တော်ဒီနိုင်ဒီကဘာမြေရနေကျွန်တော်ချိန်တန်းညံ့ကျွန်တော်အားလုံးသိရမှာပဲကျွန်တော်အားလုံးဒီဒီဒါတော့လုံးဝဟိုမြေကြီးလက်ခတ်မလွယ်ပေါ့နော်ကျွန်တော်သိကြမယ်ဆိုတော့အဲ့ကျွန်တော်ထွက်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီဒီမြေဒီဒီရေကိုမှာကြီးပြင်းခဲ့တဲ့လူတယောက်အနေနဲ့ဒီနိုင်ငံကိုဒီမြေကြီးကိုကျွန်တော်တို့ဘာလုပ်ပေးခဲ့နိုင်လဲပေါ့နော် အပြောင်းလဲတစ်ခုခုလုပ်ပေးခဲ့ခြင်းနဲ့ဆိုတဲ့အစီအလေးပေါ့နော်အဲ့အစီအလေးနဲ့ကျွန်တော်အိုက်ခံယူချက်နဲ့ပဲကျွန်တော်ရှင်းတန်နေပေါ့အခုအချိန်မှာဆိုတော့အဲ့လိုမျိုးအာအိုက်စိတ်နဲ့ပဲကျွန်တော်တို့ဟိုတခြားအာတခြားဒီဒီနိုင်ငံမှာဘယ်လောက်ကြကြနေခဲ့နေခဲ့ပေါ့နော်အဲ့လိုတွေအကုန်တစ်ပါလုံးမှာရှိရမြန်မာနိုင်ငံသားလေးမြန်မာနိုင်ငံသားတွေအားလုံးကိုကျွန်တော်အဲ့လိုအဲ့လိုအမြင်လေးတွေတွေးစီခြင်းနဲ့ပေါ့နော်ကျွန်တော်နိုင်ငံအတွက်အာကျွန်တော်တို့အားလုံးစီးလုံးမှုတွေအရန်ကိုလိုအပ်နေတဲ့အချိန်ပေါ့နော် အရန်ရန်ကိုလိုအပ်နေတဲ့အချိန်ကျွန်တော်တို့တွေဟိုဘယ်လိုပြောမလဲလို့လှူတာနဲ့ကူတာနဲ့ပေါ့နော်အဲ့ဒီစကားကိုကိုလင်းတခါပြောခွေကျွန်တော်တွေကလှူရဲဆိုတာသိမလားကိုကအကျိုးရဖို့အတွက်အာအခုအကျိုးရဖို့အတွက်စဉ်းစားပြီးတော့မှโอเคငါဒါလေးကောင်းမှုကုသိုလ်လေးလုပ်လိုက်ရင်ငါငါလည်းကောင်းမယ်ပေါ့အဲ့လိုမျိုးတွေးရတွေးရကို့အရင်တွေးရလေနော်ငါရမှာဆိုပေမဲ့တော့ပေးတာကို့ပိုရှင်တဲ့ဟာမျိုးဒါပေးတာမျိုးဖြစ်နေတာလူတွေဆိုတာမျိုးဖြစ်နေတာပေါ့နော်အမ် ဟိုကူလာချက်တော့တင်မလားကူမှာမရှိရှိရနဲ့အဲ့လိုမျိုးဒါရံကလောက်ကမဲ့တောင်းတခုအနေနဲ့ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ပုံမှာအမူတည်ပြီးတော့ okay ငါလောက်ရမယ် responsibility ရှိရဆိုတဲ့ဟာမျိုးနဲ့ကူလာကူကူတဲ့အတိတ်တွေကိုကျွန်တော်အဲ့လိုမျိုးအမ်တွေးမိတယ်ပေါ့နော်အဲ့တော့လူရံနဲ့ကူလာကျွန်တော်တို့ဒီခါလေးကျရင်အမ်မတူဘူးပေါ့နော်အဲ့အလေးလေးကျွန်တော်ကျွန်တော်ကျွန်တော်ကိုကိုလေးတခါပြောကျွန်တော်အဲ့လိုလေးမြင်သွားတယ်ပေါ့မြင်သွားအောင်ငါတို့လူပဲလူလို့မရဘူးငါတို့ကဘေးငါတို့ ငါဘလောက်လူထားရယ်ဘလောက်လူထားတယ်ဘလောက်လူထားတယ်အဲ့လိုမျိုးအဆင်မဟုတ်တော့ကျွန်တော်တွေကဘလောက်ပါဝင်နိုင်မလဲသိရမလားဘယ်ပိုင်းနေပါဝင်ပေးနိုင်မလဲငါဘာတက်လဲတက်တဲ့ပညာနဲ့ငါဘလိုမျိုးဒီ contribution လုပ်ပေးနိုင်မလဲညီငါ society ကိုသိရမလားအဲ့လိုမျိုးဖြစ်ဒါလည်းကျွန်တော်ပြောအခွင့်အရေးတစ်ခုပဲလို့ကိုကဒီလိုခက်ခဲနေတဲ့အချိန်မှာကို့အကူအညီလိုအပ်နေတဲ့အချိန်မှာဒါကိုကအကောင်းဆုံးပြလို့ရတဲ့အချိန်သိရမလားငါဘာတက်တယ် ငါတိုင်းတက်တယ်ပေါ့အဲ့ပါအဲ့လိုအဲ့လိုမျိုးကိုပြလို့ကောင်းတဲ့အချိန်ကွာပြလို့ကောင်းလဲတကယ်လဲ intact ဖြစ်တယ်ဆိုရင်တို့အတွက်လဲအကျိုးရှိရယ်ဆိုရင်ဒါတော်တော်ကိုပြလို့ကောင်းတဲ့အခွင့်အရေးဗျာ